အင်းလေးသူအင်းလေးသားတွေရိုးသားပြုစေမှုမရှိကြောင်းပေါ်တင်ပြောလာတဲ့ခိုင်နေဝေမိသမီးကြီးခိုင်နေဝေရဲ့ဖော်ထုတ်ပြပြမှုတွေအရာအင်းလေးသူအင်းလေးသားတွေဟာအမှန်တကယ်ကိုရိုးသားပြုစေမှုမရှိဘူးလို့သိရပါတယ်။ဘာလို့လဲဆိုတော့သူမတို့ဟာစေတနာမြတ်တာပြေဝစွာနဲ့ငလင်ပေးအတွက်ကုညီလူရန်မှုတွေတွားရောက်ပြုလုပ်တဲ့အချိန်မှာစည်ရင်းတွေကိုလိမ့်လဲထားကြရကြောင်းပဲဖြစ်ပါတယ်။ဒါကောခိုင်နေဝေလည်းအစကတော့မသိခဲ့ပဲအာရဝန်တာနဲ့လူရန်မှုအတွက်လှုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းနောက်ပိုင်းမှာတော့စီးရင်တွေကကန့်ညင်မှုမရှိဘဲအများကြီးပိုပြီးတင်ထားတယ်ဆိုတာသိသွားခဲ့ရပါတယ်။ပြိုကျသွားတဲ့အိမ်တွေကိုပြန်လဲတိဆောက်ပေးဖို့စီးရင်တောင်းတဲ့အခါအိမ်ခြေ100လောက်ရှိရင်150လောက်ဆိုပြီးအများကြီးပိုပြီးစီးရင်တင်ထားတာပါ။ဒီလိုလိုရက်တွေကြောင့်ခိုင်နေဝေကလည်းတော်တော်စိတ်ပြတ်သွားခဲ့ပြီးအင်းလေးဒေတာကိုလှူဒန်းမှုမပြုတ်လောက်တော့ဘူးလို့ပေါ်တင်ပြောလာခဲ့ပါတယ်။အလွန်ငွေအတွက်ပတ်စံပေါ်ရအောင်စီးရင်တွေလိမ့်တင်ပြီးမတင်တော်တဲ့လောက်ရက်တွေလုံနေရဲ့အင်းလေးသူအင်းလေးသားတွေရဲ့ အခုလိုလောက်ရဲ့အပေါ်မှာထင်မြင်ချက်လေးတွေရှိရင်ပြောသွားခဲ့ကြပါအောင်နော်